တော်တို့ကရောက်ရှိနေတဲ့နေရာကတော့ဘန်ကောက်မြို့မှာရှိတဲ့ခြားအုပ်ချူလာတုံရဆိုင်ပဲဖြစ်ပါတယ်ဒီ site ကအွန်လိုင်းမှာအရန်အရန်ကိုနာမည်ကြီးတယ်ပေါ့မြန်မာ blogger တွေတော်တော်များများလဲသူတို့ blog တွေထဲမှာအဲ့လိုတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ site ကိုလာပြီးတော့စားကြည့်တာပါ ဒီဆိုင်ကညနေ၄နာရီခွဲမှာစပြီးတော့ဖွင့်တာပါเนาะကျွန်တော်တို့ရောက်ရှိနေတဲ့အချိန်ကတော့ညနေ၅နာရီလောက်ရှိပြီပေါ့เนาะအဲ့ဒီအချိန်မှာဆိုင်ထဲမှာလည်းလူတွေတော်များများပြည့်နေပါတယ်အပြင်မှာလည်းတန်းစီနေတယ်ပေါ့เนาะအဲ့ဒီအချိန်မှာပဲကျွန်တော်တုံကင်ယူလိုက်တော့အာနိုင်ဝဲလောက်နေရတယ်ပေါ့เนาะအရင်ဘလော့ဒီတုံးကတော့သူတို့ရိုက်ထားတဲ့တဲတဲမှာ၅နာရီ၃နာရီလို့စောက်ရတယ်လို့တော့တွေ့တယ်ပေါ့เนาะအဲ့ကျွန်တော်ရောက်တာလည်းနည်းနည်းစောလို့လာတော့မသိဘူးအဲ့အဲ့နိုင်ဝဲအချိန်လောက် အတွင်းထဲမှာတော့ကျွန်တော်တို့တွေလည်းညနေဒီနားကပါချာလဲမှာဟိုလိုက်ကြီးဒီလိုက်ကြီးနဲ့အချိန်ဖြုံးလိုက်တယ်ပေါ့နော်ကျွန်တော်တို့တိုကင်နံပါတ်ကတော့105ပါကျွန်တော်တို့ရွှေမှာ105ဝိုင်းရှိတယ်ပေါ့နော်မိနစ်20ကျော်လောက်ပတ်ပြီးတော့ကျွန်တော်တို့ပြန်ရောက်လာပါတယ်ပြန်ရောက်လာတော့ကျွန်တော်တို့တိုကင်နံပါတ်မရောက်သေးဘူးပေါ့နော်ဒါနဲ့ပဲထပြီးတော့ဆောင်းလိုက်တယ်ပေါ့နော် လည်းထပြီးတော့ရောက်လာကြတယ်ပေါ့နော်ကျွန်တော်တို့လည်းပဲရှောက်ပြီးတော့တော့ကနဘာရှိပြီးတော့ရှောက်ပါကြရှောက်လဲကြအချိန်နဲ့ပြည့်တော့မှပဲပြန်ပြီးတော့စောက်ကြတာပေါ့နော်စောက်ရင်းနဲ့ကျွန်တော်အပြင်မှာနေရာရပါတယ်ဒါပေမဲ့အပြင်မှာကျွန်တော်မယူပါနော်။ဒီရီကပူလာနဲ့ပူစက်စက်စားမှလည်းဆိုတော့အဆင်မပြေလို့ပါနော်။မီလူလာချပြီဆိုတော့မာပါတော့မယ်။တော်ရစီဖူသူစားချင်တာစားရမယ်ဆိုတော့ပျော်နေတဲ့မျက်လာပါ။မမြင်ဘူးကြည်ထားကြနော်။ပဲပေးနေတာပါ။ လူတွေကတော့ရမ်းများပါတယ်အထက်ထဲမှာလည်းတခန်းရှိနေပါတယ်ကဲကျွန်တော်မာလာတဲ့တုံရန်ကတော့ရောက်လာပါပြီကျွန်တော်မာလာတော့တုံရန်ရဲ့အဆယ်လမွန်ဆလတ်ပေါ့နော်ဆယ်လမွန်အတုံးရဲ့ကနာအသားပေါင်းရပေါ့အဲ့ဒီတုံးကမာလာတာပါဒီတုံရန်ဆီးဖူးပေါ့နော်တုံရန်ဆီးဖူးမှာကျွန်တော်တို့ကဝက်ခေါက်ဝက်ခေါက်ကင်လည်းပါတယ်အသားလုံးလည်းပါတယ်ပေါ့နော်အဲ့ဒါကို300ကျပါတယ်ဒီတပွဲပေါ့နော်ဒီသူကတော့ချပြတာပကန်းတော့စတီးစလုံးနဲ့ပေါ့ အဲ့ဒါလည်းပကံလည်းတန်းနဲ့ပဲကျွန်တော်တို့မှာထားတဲ့ဆယ်လမုန်ဆလရဲ့ကနာအသားပေါင်းတော့နော်အဲ့ဒါရယ်ရောက်လာပါပြီမမလေးကတော့တပ်ပုံရိုက်ပါတယ်ဘသူကိုဒုက္ခပေးလဲတော့မသိဘူးပုံလေးပို့ပြီးတော့တုံရနဲ့မှာပါတဲ့ဝက်ခောက်ကင်ကတော့ကောင်းပါတယ်ကျွတ်ကျွတ်လေးပေါ့နော် crispy လေးအဲစားလို့အရင်ကောင်းတယ်တုံရအရင်လေးကောင်းပါတယ် နောက်တော့သူ့ဒီဒီတုံရနဲ့ကိုထက်တဲ့ခောက်ဆွဲရတော့ခောက်ဆွဲလည်းကောင်းပါတယ်သူကတော့ရန်ရန်လို့လို့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီမိတ်ခောက်ဆွဲတွေကိုတုံလာပါအဲတဲတဲ့မှာအရသာလုံးကတော့သူတို့အရသာထည့်ပြီးတော့မနေတော့ပေါ့နော်တုံရအရင်နဲ့အဲ့လိုစိန်ပြီးတော့တောက်ပါလို့စားပါလို့အရသာရှိတယ် ဲဘီဂျင်းကဘီဂျင်းကတော့တိတ်အများကြီးတော့မပါဘူးပေါ့နော်ကျွန်တော်စိတ်ထင်တယ်အသာတုံးကယူလေးတုံးနှခမ်းတွေရလဲအနှချောင်းလောက်နဲ့ပဇွန်ကလည်းအဲ့လိုမျိုးလေးအဲလေးကောင်၆ကောင်တော့အဲ့ဒီလောက်ပဲပါပါတယ်ကောက်ဆွဲလေးရတော့အေးပေါ့ကောက်ဆွဲရတော့ကောင်းပါတယ်ကောင်းလဲဆိုတော့ဘယ်လိုခေါ်မလဲသူဒီမပြေမပြော့သွားဘူးပေါ့နော်အဲမပြော့သွားဘူးဆိုတော့အဲ့ဒါလည်းစားလို့ကောင်းပါတယ်တုံရင်ကဆယ်လမွန်ကတော့ အဲ့တော့တခြား plot တွေမှာအရန်ကောင်းတယ်လို့သူရေးထားတယ်ဒါပေမဲ့ကျွန်တော်တို့လုတ်ပေးတာတော့အဲ့လောက်ကြီးအရသာရမပေါ့ဘူးပေါ့နော်အရသာကလည်းနည်းနည်းပြော့နေတယ်ပေါ့နော်အဲကျွန်တော်လက်ရပဲပြောင်းသွားလို့လာပါလဲတော့မသိဘူးပေါ့နော်အဲကဏ္ဍအသားပေါင်းလေးကျွန်တော်တခြား plot တွေမှာတွေ့တယ်အရန်ကောင်းတယ်ဆိုလို့ကျွန်တော်တို့လိုက်တော့စားကြည့်တာပါသူတို့ပြုတ်ထားတာကျွန်တော်ထင်တယ်လည်းနည်းနည်း over ဖြစ်နေတယ်ပေါ့နော် over နဲ့ဖြစ်တော့ကဏ္ဍအရသာကအချူတွေတိတ်မရှိတော့ဘူးပေါ့နော် သူပေးတဲ့အချိန်နဲ့အဲအဲ့ဒါလည်းဟိုအဲ့ဒီလောက်ကြီးမဖြစ်ဘူးပေါ့ကျွန်တော်ကတော့တုံရန်လောက်ပဲကျွန်တော်အဓိကထားစားတော့တယ်ပေါ့နော်ဒီတုံရန်တပွဲကတော့အဲ၂ရောက်လောက်တော့၂ရောက်ကိုကောင်းကောင်းကိုစားလို့ရတယ်ပေါ့နော်အဲကျွန်တော်တို့စားတာအဲ၂ရောက်ဆိုလို့ရှိရင်တော့ပိုက်ပြည့်တယ်ပေါ့ပိုက်ပြည့်သလောက်သွားတယ်ပေါ့နော်အဲကျန်းတဲ့အားတွေကတော့ကျွန်တော်စားတယ်အဲအဲ့လောက်ကြီးမကြိုက်တာနဲ့ပဲကျွန်တော်တွေအဲ့ဒါကျန်းတဲ့ဥစ္စာတွေပြီးတော့တချို့ကိုပါဆယ်ပြန်ပြီးတော့ထုတ်လာတယ်ပေါ့နော်အိမ်ကိုပြန်ထုတ်လာတယ် အရှင်းပါလဲတန်းစီပြီးစောင့်နေတော့ကျွန်တော်တို့အများဆွဲပါတယ်ရှားပါတယ်ပုံလာပြီစပြီးသွားပြီဘာလို့ byte တွေလဲပြည့်သွားပြီเนาะအဲ့ဒါလည်းကျွန်တော်ရှင်းပြီးတော့အဲ့ဒါကျွန်တော်ပြန်ပြီးတော့အပြင်ရောက်ပြီပေါ့เนาะအပြင်မှာလဲတန်းစီပြီးတော့ဒီမှာစောင့်နေကြပါတယ်တန်းစီပြီးတော့စောင့်နေကြတာပါကျွန်တော်တို့ကတော့ ပြန်လာတော့မယ်။ကဲသူငယ်ချင်းတို့လည်းထိုင်းနိုင်ငံကိုဘန်ကောက်ကိုရောက်တူရောက်ခွင့်လေးမိစမ်းကြည့်ချင်တဲ့ဆိုလို့ရှိရင်တော့ချာအိုချူလာဆိုတဲ့ assign number ကို Google ကနေရိုက်ရှာပြီးတော့သွားရောက်မိစမ်းကြည့်လို့ရပါတယ်။ဘန်ကောက်မှာတက်ဆီစီးရင်တော့တရိထားပြီးတော့စီးကြပါတော့။ grade တို့ line တို့ကတော့0အနည်းငယ်လေးတော့များတယ်ဒါပေမဲ့ အဲပို့ပြီးတော့စိတ်ချပါတယ်ပတ်ပေါင်းတဲ့ဒက်စီတွေနဲ့တွေ့ရင်တော့အရန်ကိုစိတ်ညစ်ရပါတယ်အားလုံးပဲကျေးဇူးအထူးတင်ပါတယ်